အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမှာတော့နောက်ထပ်ယောဂတစ်ခုဖြစ်တဲ့အတွေ့အများတော့ frozen shoulder ပေါ့နော် adhesive capsulitis လို့ခေါ်တဲ့အကြောင်းမျိုးဖြစ်ပါတယ်အဲဒီလမောင်းလမောင်းနာပေါ့နော်လမောင်းကမြောင်ရင်ဒီလိုမျိုးအဆန့်ကိုတက်တဲ့အဲ့လောက်ထိမရတော့ဘူးအဲခရော့နော်ဒီလိုမျိုး body shape တက်ရင်မရဘူးထမင်းဒီလိုအဝက်အဲ့လိုလမောင်းကဒီလို position နေဆိုရင်မရဘူး လောက်နားရယ်ပေါ့နော်ဆိုတော့အဲ့အကြောင်းလေးပြပြမှာပဲဖြစ်ပါတယ်။မှပြထားရယ်ပေါ့နော်။ဒီအယိုးမှာကပ်ဆူကြီးရှိရယ်ပေါ့နော်။အဲ့ကပ်ဆူကြီးက over use ဖြစ်လို့ပဲဖြစ်စေအသုံးများလို့ပဲဖြစ်စေဒါမှမဟုတ်မတုံးလို့ပဲဖြစ်စေအကြာကြီးမတုံးတော့ဥမာဘာလဲဆိုတော့ဥမာရင်သားခွဲရယ်ပေါ့ရင်သားခွဲပြီးဒီဟာရင်သားခွဲရနာနေရောလက်ကိုမတုံးမတုံးမဲနဲ့အကြာကြီးနေရောကြာရောဒါကြီးက stiff ဖြစ်သွားတာပေါ့နော်။ဆိုတော့ဒီမှာအုပ်ထားတဲ့ capsule ကြီးရောရောင်ရောင်နေမာပြီးတော့တင်းသွားတာပေါ့နော်။ ဲကပ်ဆူးရောင်တာပေါ့နော်ကပ်ဆူးကိုမြန်မာလိုတော့မပြောမခေါ်တတ်ဘူးပေါ့နော်ဆိုတော့အဲ့အဲ့နားကြီးရောင်တာဖြစ်ပါတယ်ကပ်ဆူးဒီကြွက်သားလားဆိုတော့မဟုတ်ဘူးအရွတ်ပေါ့နော်အဲ့နားမှာအဲ့ဖြူဖြူကြီးပြထားတဲ့ဟာကြီးပေါ့နော်အဲ့ဒါကြီးဖြစ်ဖြစ်တာအဲ့ဒါကြီးနာပြီးတော့ stiff ဖြစ်သွားတာပေါ့နော်ဆိုတော့ stage က၃ခုရှိပါတယ်ပထမဆုံးဟာကိုကြာတော့ stage 1 2 3မဟုတ်ပထမဆုံးသူကနာရဲ stage လှုပ်ရင်နာရဲ နာတယ်ဒါပေမဲ့ကျွတ်ကျွတ်ကျွတ်နဲ့လုပ်လို့ရတယ် stage 2ကကျတော့နာတာရော့တယ် movement limitation ဖြစ်နေပြီအဲ stage 1ကတော့ဒီလောက်ဆိုရင်တော့နာနေပြီဒါပေမဲ့ stage 2ကကျတော့ဒီလောက်ထိရတယ်ဒါပေမဲ့အဲအဲ့ထက်ပိုမရတော့ဘူး movement ဒါဒီလိုမျိုး reverse တွေလည်း body shape တက်တဲ့ position လည်းမရဘူးထမိန်ဝင်နေလည်းဒီလိုမျိုးလည်းမရဘူးတက်တဲလေးပဲထိမ့်ပြီးဝင်ရအောင်အဆုံးအကျ recovery stage ပါ recovery stage ကကျတော့ဒီလောက်မောင်းနာနေပြီးတော့လှုပ်လို့မရတာ哦 မကုတ်ပဲနဲ့ဒီတိုင်းပြတ်ထားလိုက်စီကံမပြအောင်ဒီတိုင်းပြတ်ထားလိုက်ရင်အချိန်တန်ရင်သူ့အတူနာတာတွေညော့သွားတယ်အဲပြန်ပြီးတော့လှုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုရင် movement limitation ဖြစ်သွားနာတာတော့မနာတော့ဘူးပထမ stage လိုမျိုးလည်းမနာတော့ဘူးဒုတိယ stage လိုမျိုးလည်းအဲမဖြစ်တော့ဘူးသူကနောက်ဆုံးပြန်ပြီးတော့ကောင်းမယ် stage recovery stage အဲ stage ကြရင်ตัวอ่ะดูเปลี่ยนပြီးတော့ကောင်းတယ်လှုပ်လို့တော့ရတယ်ဒါပေမဲ့ဒီလိုမျိုးမရတော့တဲ့လူဒီအပီးမရတော့ဟိုอ่ะ movement ရ limitation ဖြစ်သွားမရဘူးပေါ့เนาะအဲ့တော့အချိန်တန်ရင်တော့ပြန်ကောင်းတယ်မကုဘဲထားရင်ပြန်ကောင်းတယ်ဒါပေမဲ့အဲ movement ရ limitation ဖြစ်သွားပါတယ်ဆိုတော့ဘာလို့ရမလဲဆရာမပေါ့เนาะဘာလို့ရမလဲဘာကြောင့်ဖြစ်တာလဲဆိုတော့ပထမတစ်ခုကကြတော့ဟိုမတုံးလို့ပေါ့เนาะ surgery ခွဲထားတယ်ဥမာလက်ကထိခိုက်ထားတယ်နာနာရယ်ဆိုတော့အဲ့လက်ကိုမတုံးမတုံးတာကြာတာပေါ့เนาะတင်းပြီးတော့ကြာလာတော့သူလေ့ကျင့်ခန်းလည်းမလုပ်ဘူးမလည်းမလုပ်တဲ့အတွက်ဒီဟာကြီးကနာပြီးတော့ လှုပ်ရတာ၄မရတာပေါ့နော်နာလာတာပဲဖြစ်ပါတယ်နောက်တစ်ခါကျ over use ကြောင့်ပါဒီလက်ကိုအရင်သုံးရတဲ့သူတွေတို့အကြိုက်လက်မြပြောပါစကားပေါ်မှာအကြိုက်ခြံပြီးဝိုင်းကြာတော့နာလာတယ်လေ over use ကြောင့်လည်းဖြစ်ပါတယ်အဲယောဂအခြေခံဆိုရင်တော့ဟိုခုနကတော့ဟို trigger လိုမျိုးပဲအဲ thyroid disorder တွေရှိမယ်စီးကြိုသမားတွေရှိမယ်ပေါ့နော်ယောက်ျားနဲ့မိန်းမဆိုရင်အမျိုးသမီးတွေပိုဖြစ်ပါတယ်အသက်40ကနေ60ကျော်ပိုပြီးတော့ဖြစ်ပါတယ်အမျိုးသားတွေလည်းဖြစ်တတ်ပါတယ်အဲ့တော့ဘာလုပ်ရမလဲ ခွဲဖို့မလိုပါဘူးပထမဆုံးတစ်ချက်ကနောက်တစ်ခုကကြာတော့ပထမဆုံးသူနာရဲ့ stage ပေါ့နော် freezing stage လို့ခေါ်ပါတယ် freezing stage နာနေပြီပေါ့နော်အဲ့နာရဲ့ stage မှာအကြိုက်ခက်ပြောက်စီတောက်လို့ရရယ် steel right တွေအအောင်ကြစီတောက်လို့ရရယ်နောက်တစ်ခုကကြာ frozen stage ဒုတိယ stage ပေါ့နော် stiff ဖြစ်နေတဲ့ stage ခဲသွားပြီခဲသွားတဲ့အတွက် movement တွေက limitation ဖြစ်နေပြီနားတဲ့အပြင်ကိုခဲနေပြီကျတော့အဲ့လိုဆိုရင်တော့ physiotherapy လုပ်ပါရဲအဓိကကလေ့ကျင့်ခန်းပဲဖြစ်ပါရဲလေ့ကျင့်ခန်းလုံးပြန်ကောင်းပါရဲလေ့ကျင့်ခန်းလုပ်တယ်ရေနွေးဘက်လေးကတ်တယ်ဆေးလေးတောက်တယ်ဆေးရလည်းဆွဲတောက်ရှာမလို့လေ့ကျင့်ခန်းလုပ်လေ့ကျင့်ခန်းလုပ်ပြီးရေနွေးဘက်ကတ်နေကိုကောင်းသွားမှာနောက်ဆုံးအကျ recovery stage ဆိုတော့အဲဒါကတော့ပြောကြမလို့ပေါ့နော်အဲ့တော့ frozen shoulder ကိုလေ့ကျင့်ခန်းလုပ်ရမှာကြာတယ်တို့အချိန်တစ်ခုတော့ပေးရတယ် တပတ်တန်သည်နှစ်ပတ်တန်သည်ခါကြံတလတန်သည်အချိန်ပေးပြီးတော့လုပ်ရတာ哦အဲ့ဒီအတွက်ချင်မပေးနိုင်ဘူးမြန်မြန်ပြောက်ချင်တယ်ဆိုရင်ဆေးထုတ်လိုက်တာပါစတီရိုက်အာစတီရိုက်ထိုးလို့ရပါတယ်ခွဲဖို့တော့မလိုပါဘူးဘာမှမကုတ်ဘူးရရဲဆိုရင်လည်းအချိန်တိုင်းသူ့ဟာသူပြန်ကောင်းပါတယ်နောက်တစ်ချက်အရေးကြီးတာကတော့လမောင်းထိတ်နာတာ哦တို့တော့ကအာနှလုံးယောဂါဆိုရင်လေနှလုံး signs and symptoms ပေါ့နော်နှလုံးရဲ့လက္ခဏာကခါလေးကြရင်ဘယ်ဘက်လမောင်းထိတ်နာပြီးတော့ပြတတ်တယ် အလမောင်းထိတ်နိုင်ဒါ frozen shoulder ဆိုတာကိုအပြင်ကိုအော်နှလုံးရောဂါများဖြစ်နေမလားပေါ့နော်ဒီလမောင်းထိတ်တခုရယ်မဟုတ်ပါဘူးသူကဒီ jaw ရယ်လည်းနာတယ်ဒါပေမဲ့ one of the symptoms ပေါ့နော် symptom တွေကတခုကတော့ဒီလမောင်းထိတ်နာတာပေါ့နော်အဲ့တော့ဘယ်ဘက်နဲ့ညာဘက်ဆိုရင်ကိုကကိုကညာတန်မို့လို့ညာဘက်ကအတုံးများလို့နာရဆိုထားလိုက်တော့အဲ့လိုမဟုတ်ဘဲနဲ့ဘယ်ဘက်ထိတ်ကနာတယ်ဘာမှမတော့ဘူးဘာမှလည်းမလုပ်ဖဲနဲ့ဟိုဒီတိုင်းနာလာဆိုရင်တော့ အဲဒါအနေလုံးရောဖြစ်နိုင်လားဆိုပြီးတော့ awareness ရှိတင်ပါတယ်ဒီဒါရောရိုးရိုးရိုင်းမဲ့နားရဆိုရင်တော့ဒါ frozen shoulder ပေါ့နော်ခါလေးကျရင်လွတ်သွားမှာစိုးလို့ပြပြဖြစ်ပါတယ်ဆိုတော့ဒီစုတင်ပါတယ်